တာသမီတော်အားလုံးမင်္ဂလာပါဆရာကဆရာစင်ပါအဲဒီနေ့သင်ခန်းစာလေးမသင်ခင်ပါဘောနော်ဆရာရဲ့ရည်ရွယ်ချက်လေးကိုပြောပြချင်ပါတယ်အဲဒါပါလဲဆိုတော့ဆရာတို့ခက်ခဲတဲ့ဒီကာလကြီးမှာတာလူသမီးတော်ကိုပညာသင်တဲ့တင်းစာပြင်းပြောင်းစေချင်ပါတယ်အဲဒါဆရာရဲ့ရည်ရွယ်ချက်လေးပါဒါကြောင့်မလို့ Grade 7သင်ချာပါတာရဲ့ပညာသင်တဲ့တင်းနယ်လုံးစာသင်ခန်းစာများကိုမျှဝေသင်ကြားပေးပါမယ်ဒါကြောင့်လ ీల သင်ယူလို့တဲ့ចောင်းသားចောင်းသူများ ဖေဖေမေမေတို့နဲ့တခြားလေးလာလူသူမိတ်ဆွေများအားလုံး like and subscribe လေးလုပ်ထားပေးပါခင်ဗျာဒါဆိုရင်ဆရာတို့ဒီနေ့သင်ခန်းစာလေးစာရအောင်ပါအဲ့တော့ဒီနေ့သင်ခန်းစာလေးကအခန်း၄ရဲ့1.3ပဂိတံပိုအကြောင်းဖြစ်ပါတယ်အဲ့တော့ဆရာတို့ပဂိတံပိုအကြောင်းလေးလာခင်မှာသင်ရည်ရွယ်ချက်လေးရှိပါတယ်အဲရည်ရွယ်ချက်လေးရပါလေဆိုတော့အဲဆရာတို့ကဲမြစ်တစ်ခုစီရဲ့ပဂိတံပိုရှာတတ်ဖို့ဖြစ်တယ်အဲပဂိတံပိုစာဘာလဲဆိုတော့တော်တော်များများဒီပါစီရှင်နဲ့ ဒါတော့ဂိမ်းပြည့်နှစ်ခုရဲ့အကွာအဝေးတွေကိုကြတော့လေပီတံကိုသုံးပြီးတော့ရှာတက်စီခြင်းတယ်ဒါဆရာတို့သင်ကန်းသားရဲ့ဒါပါရည်ရချက်လေးဖြစ်ပါတယ်ဒါဆိုသင်ကန်းသားလေးဆက်လိုက်ရအောင်ပါဒါကဆရာတို့ခင်းစောတာပေါ့เนาะဆရာတို့သတင်းကန်းထဲမှာဆိုလို့ရှိရင်အဲဆရာတို့ရဲ့အဲတားရည်တမီးနဲ့ဆရာနဲ့ဆာမတင်ကေမှာခင်းစောတယ်ပေါ့เนาะအဲ့တော့ အဲခေဆော်ကူလည်းပဲဆရာတို့ကခေဆော်တယ်လို့သဘောထားလိုက်ပေါ့နော်အဲ့ဒါဆိုခေစီကန်လေးဆရာကပြောပြအဲအဲ့တော့ဆရာတို့တွေရှေ့မှာတော့ဂိမ်းပြေတွေအကြောင်းဆရာတို့လေ့လာခဲ့တယ်အဲဂိမ်းပြေတွေကဘာကြီးလဲခေပြောပြပေးပေါ့ဟုတ်တယ်တော့ဆရာတို့ဒုံညာလေးရောအပေါင်ဂိမ်းလေးတွေရောနှုတ်ဂိမ်းပြေလေးတွေရောအားလုံးကိုစုပြီးဆရာတို့ကဗာလေဂိမ်းပြေလို့ခေါ်တာပေါ့နော်ဆရာတို့အဲ့ဒီဂိမ်းပြေတွေကမဟာဆရာကနေဝမ်းကနေစပြီးဆရာကရေးတွက်လိုက်အဲ1 2 3 4 5 6 7 8 9 10 11 12ပေါ့အဲဆရာက ရက်ချင်တဲ့နေရာမှာရက်လိုက်ဆရာရက်လိုက်မှာရက်လိုက်ပြီးတော့ဆရာကဘာလို့ခေါ်ပါလဲဆိုတော့တာဝန်သမီးကိုတည်းစားပေါ့နော်တရားရောက်ပေါ့အဲကျောင်းကျောင်းသားကျောင်းသူတရားရောက်ဆရာကနာမည်ခေါ်လိုက်မှာဥပမာဆိုရင်ဆရာဆိုနာမည်ပြောင်းလေးပြီးတတ်တယ်အဲဥပမာဆိုရင်ဆရာတပည့်ကြီးကဆိုကာကြီးပေါ့အဲကာကြီးဆိုဆရာကရန်လိုက်ပြီးတော့ကာကြီးလို့နာမည်ခေါ်လိုက်တဲ့အချိန်မှာကာကြီးကနေစပြီးတော့73 74 75 76ဆိုဆရာကနာရန်လိုက်တဲ့စနစ်ကနေစပြီးတော့73 74 75သူရက်ချင်တဲ့နေရာလေးမှာရက်မှာပေါ့နော်ရက်ပြီးတငယ်ချင်းတယောက်ကိုခေါ်မယ် အခေါ်လိုက်တဲ့တငယ်ချင်းရတခါခုနကကြီးဆုံးသွားတဲ့နေရာလေးကနေဆက်ပြီးတော့ဖတ်ရော့ပေါ့နော်အဲ့လိုမျိုးတွေရော့သွားရင်ဆရာတို့တွေဒီနဲစာသင်ချိန်တစ်ချိန်ကပြီးသွားမြင်ကုံမှာမဟုတ်ဘူးဟောပြီးတော့နေ့ညရကကုံမှာမဟုတ်ဂိမ်းနေရဆရာတို့အနန္တဆိုတော့သိစေချင်တာပါအဲ့တော့အဲ့လိုလေးဂိမ်းဆော့တာပြောစရာကောင်းပါတယ်ပေါ့နော်အဲ့တော့တမီးတို့လည်းပဲအခုဂိမ်းဆော့တယ်လို့သဘောထားလိုက်ပြီးတော့ဆရာတို့တွေတင်ငန်းစာလေးစာလက်ဆက်လိုက်အောင်ပေါ့နော်အဲ့တော့ ျွန်တော်ဆိုရင်တော့နည်းနည်းလေးပြောသွားမယ်လို့ဆရာယုံကြည်ပါတယ်เนาะဟုတ်ပါပြီဒါဆိုရင်ဆရာတို့သင်ခန်းစာထားလိုက်အောင်ပါအဲ့တော့ဆရာတို့တွေဒီဂိမ်းပြေတွေအကြောင်းလေးလာခဲ့ပြီးပြီဒါဆိုဂိမ်းပြေဆိုတာဘာကြီးလဲဆရာကိုပြန်ပြောပြပေးမှာဟုတ်တယ်ဂိမ်းပြေဆိုတာဆရာတို့ကအဲပေါင်းနှုတ်ပါအပေါင်းဂိမ်းလေးတွေလည်းပါတယ်အနှုတ်ဂိမ်းလေးတွေလည်းပါတယ်အလေကောင်သုံးညလေးလည်းပါတယ်အဲ့ဒါကိုဂိမ်းပြေလို့ခေါ်တယ်ဒါကြောင့်ဆရာတို့ဒီသင်ခန်းစာလေးပြန်ပြီးတော့အဲနှွေးရမယ်ဆိုရင် ဂိမ်းပြေများပေါ့အဲအပေါင်းဂိမ်းတွေအောင်နှုတ်ဂိမ်းတွေအတူညတွေဂိမ်းပြေဂိမ်းပြေတွေရရှေ့မှာဆရာတို့ရှေ့တင်ခန်းစာတွေမှာလေ့လာခဲ့ပြီးပြီတိခဲ့ပြီးပြီဒါဆိုဆရာတို့ထပ်ပြီးတော့လေ့လာရမှာပါလေထပ်ပြီးခွင့်ချမ်းစိတ်ပြန်ရမယ်ဆိုရင်ဆရာတို့ကဂိမ်းဆော့လိုက်တဲ့အချိန်မှာဆရာကဘယ်ကနေစရည်လိုက်တာလဲဆိုတော့1ကနေစရည်တွေလိုက်တာဒါကြောင့်မလို့အဲ့ဒီ1ဒီဆရာတို့တဘာဝတရားကြီးကိုခြေခံပြီးတော့စတင်ဖြစ်ပေါ်လာတာဖြစ်လို့ဆရာတို့ကသူ့ကိုတဘာဝဂိမ်းလို့ခေါ်တယ်အဲ့ဒီ1ကနေစပြီးတော့ infinite အနန္တ အိုက်ကိန်းတွေအားလုံးကိုဆရာတို့ကဘာမှကိန်းနျူထရနပါလို့ခေါ်တယ်။ဟုတ်ပြီနော်ပြီးသွားရင်ဆရာတို့တွေဒီအဲ့ဒီဝမ်မဲစာပေါ်တည်ရပေါ့နော်။နောက်ကြတော့မှဆရာတို့တွေကတုံညာလေးကအဲပေါ်လာပြီးတော့မှတုံညာလေးဖြည့်လိုက်တဲ့အခါကျမှအဲ့ဒီတုံညာလေးရောတဘာဝကိန်းလေးရောကိုစုပေါင်းပြီးတော့ကြတော့ဆရာတို့ဘာလို့ခေါ်တာလဲဆိုလို့ရှိရင်အပြည့်ကိန်းလို့ခေါ်တာဟုတ်နံပါလို့ဖြစ်သွားတယ်။ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ကအဲကိုယ်ကပြပြလေးတိသွားမယ်လို့ယုံကြည်ရပေါ့နော်အဲ့တော့ net number ဆိုတာဘယ်အစားလဲဆိုမှငါးစားတယ်ဆိုတာသိရပါ ဆရာတို့တဘာဝတရားကြီးကိုအခြေခံပြီးတော့မှဝိုင်းကစတဲ့မျိုးပေါ်လာတာဖြစ်တဲ့အတွက်အဲတဘာဝကိန်းကိုပြောလိုက်တာနဲ့တက်ကနေစပြီးတော့အဆုံးမရှိဂိန်းနေပြောထိုင်ရမယ်အဲ့တော့မှ၃ညလေးဖြီးလိုက်တော့မှဆရာတို့ကတဘာဝကိန်းမှာ၃ညလေးဖြီးလိုက်တော့မှဆရာတို့ကဘာဖြစ်သွားလဲဆိုတော့အပြည့်ကိန်းဖြစ်သွားတယ်အဲ့တော့အပြည့်ကိန်းဆိုတာဘာကြီးလဲဆို၃ည၁၂၃၄၅စသဖြင့်ပြောထိုင်ရမယ်ပေါ့နော်ဒါဆိုရင်ဆရာတို့အပြည့်ကိန်းလေးလည်းနားလည်သွားမယ်လို့ထင်တယ် ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့တွေဒီအပြေကိန်းနဲ့ကိန်းပြေလေးနဲ့မှားတတ်တယ်အပြေကိန်းကိန်းပြေလွယ်လွယ်လေးကိုလွယ်လွယ်လေးဖြစ်တတ်တယ်ဟောအဲ့တော့ဆရာတို့တွေဘာလို့ရမလဲသတိထားရမယ်အခုဆိုရင်တော့နားလည်သွားမယ်လို့ဆရာယုံကြည်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒုညာလေးရဲ့တဘာဝကိန်းကြီးရဲ့ပေါင်းပြီးတော့ပါလို့ခေါ်လဲအပြေကိန်းလို့ခေါ်တယ်တဘာဝကိန်းကဘယ်အစားလဲဆိုရင်တေကာစားလေးဆိုတာဒီရဟုတ်ပြီနော်ဒါဆိုရင်ဒါတို့မျိုးကိုအဲကိန်းကြီးကိုဆရာတို့နားလည်သွားမယ်လို့ထင်ပါတယ်ဒါဆိုရင်နောက်ထပ်သင်ခန်းစာလေးတွေ့ရအောင်ပါ ဲဒါဆိုဆရာကဒီမှာကိန်းမြေးလေးဆွဲလိုက်ပြီးအဲ့ဒီကိန်းမြေးတွေကိုကိန်းမြေးပေါ်မှာနေရာချဖို့ကလည်းရှေ့သင်္ကန်းသားမှာတင်ပြီးပြီဆိုတော့နေရာကချတတ်ပြီလို့ဆရာယုံကြည်တယ်။အခုပြောချင်တာကဘာလဲဆိုတော့ဥပမာလူတစ်ယောက်ကဆရာတို့ကမူလစာမှတ်ဒီဆရာတို့ကကိန်းမြေးမှာမူလစာမှတ်ဒီပြရလဲဆိုတော့ဟုတ်တယ်0ဒါဆိုရင်ဆရာတို့ဒီဒီခွင်လိုက်တဲ့အခါမှာကိန်းမြေးလေးကိုခွင်လိုက်တဲ့အခါမှာဟောဒီပြတိ level ပဲဒီပဲဒီလက်ရပဲ left right ပေါ့နော်။ဒါဆိုဆရာတို့ဒီ level လက်ရခွဲလိုက် လူတယောက်ကဆရာတော့ဟောဒီမူလဆမ်းဘက်က0ဖြစ်တဲ့အတွက်အဲ့ဒီမူလဆမ်းဘက်ကလေးမှာလူတယောက်ကရက်နေဆိုပါတော့ main key တယောက်ကရက်နေဆိုပါအဲပြီးတော့မှသူကအဲ့ဒီရက်နေတဲ့နေရာကနေဆရာတော့ကလက်ရာဘက်ကိုသွားမှာပေါ့နော်လက်ရာဘက်ကိုသူဘယ်လောက်သွားလဲကြည့်လိုက်အောင်သူလမ်းလျှောက်ပြီးတော့သွားလိုက်တယ်။ဟောသူရက်နေတယ်။ဘယ်နေရာမှာရက်နေလိုက်လဲဆိုတော့ဟောဒီ4နေရာလေးမှာအပေါင်းဘက်က4နေရာလေးမှာသူရက်နေလိုက်တယ်။ဟောပြီနော်ဒါဆိုရင်သူ့ရဲ့အကွာအဝေးလေးဒီဘယ်လောက်ဖြစ်မလဲဆိုတော့ဖြည့်ကြည့်ပါအောင်ဒီရက်နေမှာ1 2 တော့၃လေးဆိုတော့ block unit နဲ့ဒီကနေ dt ဆိုတော့၄ unit ဟုတ်တယ်၄ unit ဒါဆိုရင်ဆရာတို့နောက်ထပ်တစ်ခါသူကလက်ညာဘက်ကမသွားတော့ဘဲနဲ့သူကဘယ်ကိုသွားမှလဲဆိုလို့ရှင်လက်ဝဲဘက်ကသွားအော်ဘလောက်သွားခဲ့လဲဆိုတော့သူကလက်ဝဲဘက်ကိုလမ်းရှောင်းလိုက်တယ် minus 4ဘက်ကိုသွားလိုက်တယ် unit ရေးတက်ကြည့်ရအောင်ဆရာဘလောက် unit ဖြစ်မလဲဟုတ်တယ်4 unit ပဲပေါ့ဟုတ်ပြီเนาะဒါဆိုဆရာတို့ဒီမှာ4 unit ဒါဆိုရင်ဆရာတို့ဒီ ကရီတံမှုစားဒီတိုင်းကြည့်ရင်တော့ဆရာတို့ minor fall လို့ဖြေကောင်းဖြေတယ်ဒီဘက်ကကျတော့ fall လို့ဖြေတယ်ဆရာတို့ပကရီတံမှုဆိုတော့အဲ့ဒီ minor fall fall layer ဘက်တွေ lower ဘက်တွေတွားတာကိုပြောချင်တာမဟုတ်ဘူးသူ့ရဲ့လက်ရှိပကရီတံမှုကိုပြောတာဖြစ်တယ်ပကရီတံမှုဒီသူဘလောက်ယူနေသွားခဲ့လေဆိုတာကိုပြောချင်တာဖြစ်တယ်ဒါဆိုရင်သူဒီ lower ဘက်ပဲတွားတွား layer ဘက်ပဲတွားတွားအပေါင်းဘက်ပဲတွားတွားအနုဘက်ပဲတွားတွားသူဘလောက်တွားခဲ့လေဆိုတဲ့တံမှုကတော့ပကရီတံမှုဖြစ်တယ်အဲ့တော့ဆရာတို့မြန်မာစကားလုံးမှာ baguette ဆိုတော့ ဂရိတန်ဘူးဆိုတာဆရာတို့မူနာသူရဲ့တန်ဘူးကိုပြောတာဖြစ်တယ်။ဘောင်းတပဲသွားသွားအနှုတ်ဖြစ်ပဲသွားသွားဆရာတို့ဒီဘာဖြစ်လဲ။ तू ဘလောက်သွားခဲ့တယ်လဲဆိုတဲ့ unit လေးကိုဘာလို့ခေါ်လဲ။ဗဂရိတန်ဘူးလို့ခေါ်တယ်။ဒါကြောင့်မလို့ဆရာတို့တွေဒီအနှုတ်ဖြစ်ပဲသွားသွားအပေါင်းဖြစ်ပဲသွားသွား तू သွားခဲ့တဲ့ unit တွေကဗဂရိတန်ဘူးဖြစ်တယ်။ဘယ်ကနေလဲဆိုတော့မူလစာမတ်၃ညကနေ။ဒါကြောင့်မလို့ဆရာတို့ကအဲ့ဒီအကွာဝေးလေးတွေကိုဘာလို့ခေါ်လဲ။ဗဂရိတန်ဘူးလို့ခေါ်တယ်။ဒါဆိုရင်ဆရာတို့တွေဒီ မှတ်စုလေးရပါပြီ။ဗဂရီတံမိုးဆိုတာဂိမ်းပြေပေါ်မှာရှိတဲ့ဂိမ်းပြေတစ်လုံးနဲ့ဩဂိမ်းပြေတစ်လုံးဆိုတာဒီမှာဆိုရင်ဆရာတို့ဂိမ်းပြေ -4 နဲ့မူလာအမှတ်၃ညတို့ရဲ့အကွာဝေးကိုမူလာအမှတ်၃ညဆိုတော့ဒီမှာမူလာအမှတ်၃ညဒီညလေးမှာတေချာမိုင်းမိုင်းရမယ်။ဟုတ်ပြီနော်။ပြန်ပြောမယ်။ဂိမ်းပြေပေါ်မှာရှိတဲ့ဂိမ်းပြေတစ်လုံးနဲ့မူလာအမှတ်၃ညရဲ့ဂျားရဲ့အကွာဝေးကိုထိုဂိမ်းပြေရဲ့ဘာလို့ခေါ်လဲဗဂရီတံမို ဒါဆိုရင်ဂရိတမုံမဆုလေးနားလည်မယ်လို့ဆရာယုံကြည်ပါတယ်။ဟုတ်ပြီနော်။ဒါဆိုရင်ဂရိတမုံမဆုလေးမဆုစာအုပ်လေးမှာရေးပြီးတော့ message ချင်ပါတယ်။ဒါဆိုရင်ဂရိတမုံဆိုတာနားလည်သွားမယ်လို့ဆရာယုံကြည်ပါတယ်။ဟုတ်ပြီနော်။ဒါဆိုရင်ဆရာတို့နောက်ထပ်သင်ခန်းစာလေးစစ်ပြီးတော့လေ့လာရအောင်ပါ။ကဲဒါဆိုဆရာတို့ကိမြင့်ပေါ်မှာနေရာချရအောင်ဆရာတို့ပဲနေရာချတတ်ပါတယ်။ကိမြင့်မှာနေရာချရင်ဗာလေးယဉ်ကျေးမလဲ။မူလမှတ်လေးတုံညာကိုယဉ်ကျေးမယ်။ပြီးရင်လက်ရပဲကူကိုဆရာတို့အပေါင်းပဲတွေရေးလိုက်မယ်။ ပြီးရင်အနှုတ်ကိန်းလေးတွေရေးလိုက်ဟုတ်ပြီဆရာတို့ဂိမ်းပြပုံမှာဂိမ်းပြလေးတွေနေရာခြားတတ်ပြီးခြားပြီးသွားပြီဟုတ်ပြီเนาะဒါဆိုဆရာတို့ကြည့်ရအောင်ဒီတခါကျတော့ဆရာတို့ကခုနကပဂတိတံမိုးလေးတော့တမျိုးနားလည်လားလို့ဆရာတို့လေ့လာကြရအောင်အဲဒီမှာ -1 နဲ့1တို့ရဲ့ပဂတိတံမိုးတဲ့ -1 နဲ့1ဆိုတော့ဆရာတို့ကဂိမ်းပြပုံမှာ -1 နေရာလေးမှာ1နေရာလေးမှာဆရာတို့ဂိမ်းပြလေးကိုအမှတ်လေးမှတ်လိုက်ဒါဆိုပဂတိတံမိုးဆိုတာဘယ်လိုမှမဟုတ်ခေါ်လဲဆရာတို့ပြ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 ပါအောင် ဟုတ်တယ်ပဂရိတမိုးဆာဆရာတို့တုံညမူလာမတ်တုံညလေးနဲ့ဂိမ်းပြေလေးနဲ့ဂျားရဲအဟောင်းပြောတာဆရာတို့ဒီမှာဆိုရင် -1 နဲ့1လို့ပြောလို့ဒီကနေဒီကတည်ယူနေဒီကနေဒီတရားတည်ယူနေ2ယူနေလို့သွားလောက်ရင်တော့လွယ်လွယ်လေးကိုလွယ်လွယ်လေးပြတ်သွားမယ်နော်အဲ့ဒါဒီတိုင်းရမယ်ဒါဆိုဆရာလက်ဒီကြာကြည့်ရအောင် -1 လို့ပြောတဲ့အဲ -1 တုံညမူလမဲ့တုံညနဲ့ -1 အားအကြားမှာဘလောက်ယူနေရှိလဲရေတွင်းလိုက်တော့တဲ့ယူနေ1ရဲ့ပဂရိတမိုးကလည်းဘလောက်လဲဆိုတော့ မူလမဲ့တုံညာကနေဟောဒီ1အထိကဘလောက်ယူနေလဲယူကြည့်လိုက်တော့2ယူနေသွားပြီးတော့1နဲ့1နဲ့ဆိုတော့2ယူနေလို့သွားရင်တော့အဲ့ဒါအကွာဝေးဖြစ်သွားလိမ့်မယ်မိုင်းနဲ့1နဲ့1ရဲ့အကွာဝေးဖြစ်သွားလိမ့်မယ်အခုကသူအကွာဝေးပြောတာမဟုတ်ဘူးပဂရိတံမှုပြောတာဖြစ်တယ်ပဲဆရာတို့ဘယ်တော့ပဲရမလဲ1ပဲရမှာဖြစ်ပါတယ်ဒါဆိုရင် -2 နဲ့2ဆိုရင်ရောကွာဒါဆိုရင် -2 နဲ့2 -2 ဆိုလဲ -2 2 ဒါဆိုရင် minus 2ဆိုလည်းပဲသူရဲ့ပကတိတန်ဖိုးဒီဘလောက်ယူနေသွားခဲ့လဲပဲပြောတာမူလမှတ်ကနေဒါဆိုရင်မူလမှတ်ကနေရေးပြလိုက်0တွေကနေ minus 2အထိဒီဘလောက်ပဲရှိလဲ2ယူနေပဲရှိတဲ့2အထိကလည်းပဲ2ယူနေဒါဆိုရင်သူကပကတိတန်ဖိုးမေးတာဖြစ်တဲ့အတွက်ဘလောက်ပဲရမလဲ2ပဲရမယ်တကယ်လို့အကွာအဝေးဆိုရင်တော့ဘလောက်ရမလဲအကွာအဝေးဆိုရင်တော့နည်း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 ဆိုတော့4လေးကြီးမေးရမှာဖြစ်တယ်အဲ့တော့အကွာအဝေးနဲ့ပကတိတန်ဖိုးနဲ့ကိုနားလည်မယ်လို့ဆရာယုံကြည်တယ်เนาะဒါဆိုရင်နောက်ထပ် minus 3နဲ့3ဆိုရင်ရော minus 3ဆိုရင်လည်းပဲမူလမှတ်ကနေသူရဲ့ဂိမ်းပြေလေးရဲ့ကွာဝေးဟူတာပကတိတန်ဖိုးလို့ခေါ်တာဖြစ်တဲ့အတွက်0လေးကနေ minus 3အထိသည်3 unit 0လေးကနေ3အထိကလည်း3 unit ဒါကြောင့်သူဒီပကတိတန်ဖိုးဒီဘယ်လောက်ပဲရမလဲ3ပဲရမယ်တကယ်လို့အကွာဝေးလို့ပြောရင်တော့ minus 3နဲ့3ကွာဝေးဆိုတော့ဘယ်လောက်ရမလဲ6ရမယ်ဒါဆိုရင်ရဲ့တအားသူမျိုးပကတိတန်ဖိုးဆိုတာနားလည်မယ်လို့ဆရာယုံကြည်ပါတယ် လေ့ကျင့်ခန်းလေးတွေ့ရအောင်ပါအဲ့တော့လေ့ကျင့်ခန်းလေးကြီးမသွားခင်ပါဆရာတို့မတ်စုလေးတွေလေ့လာရအောင်ကဲဒါဆိုရင်ဆရာတို့ HD တဲ့ဂိမ်းပြေတစ်ခုဖြစ်လင်အိတ်ကဂိမ်းပြေလေးဖြစ်မယ်ဆိုလို့ရှိရင်တဲ့ဒီမှာအချောင်းလေးနှစ်ချောင်းနဲ့ဂျာထဲမှာ H လေးထည့်ထားတယ်ဂိမ်းပြေတစ်ခုဖြစ်တယ်ဒါဘာလို့ခေါ်တာလဲဆိုတော့ modulus of H လို့ခေါ်တယ် modulus ဆရာဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ဒီကြည့်ရအောင်ပဂိတံမူပြောတာနော်အဲ့တော့ပဂိတံမူပုံသင်ကြီးလေးလာပရိတံမှုလိုချင်နေဆိုရင်ဆရာတို့ဒီ formula လေးမှတ်ရမယ် modulus of h တိ အေးစရတယ်ဘောင်းကင်းလေးပဲရဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့နောက်ထပ်ကြည့်ရအောင်တကဒါကဆရာတို့ကဘာလဲတခုလည်းဖြစ်တယ်ဆိုလို့ရှိရင်ဟုတ်ပြီနော်ဒီညလေးမှာသတိထားမယ်ဂိမ်းပြေတခုပဲဖြစ်တယ်ဆိုရင်ဘယ်ပုံစံလေးနဲ့တွေ့ရမလဲဆိုတော့ဒီပုံစံလေးနဲ့တွေ့ရမယ်ဂိမ်းပြေတခုလည်းဖြစ်နေရဆိုရင်ပရိတန်မှုကိုလိုချင်ရင် modulo x 8ဆိုတဲ့ပုံစံလေးနဲ့တွေ့ရမယ်လို့ပြောတာဒီချာကိုယ်ကိုယ်ပြပြမှတ်ရမယ် နောက်တစ်ခုအိမ်နဲ့ပြီးတော့ဒီဂိမ်းပြည့်များဖြစ်ကြလေနဲ့ဂိမ်းပြည့်တွေဖြစ်နေပြီများသုံးထားတယ်တခုတည်းလို့မပြောထားဘူးဒီတခါအဲ့တော့ဂိမ်းပြည့်တွေဖြစ်တယ်ဆိုရင်တော့တဲ့ formula ပြောင်းသွားပြီပါလေ a minus b သုံးအောင် modulus of b minus a နဲ့တွဲတွဲရမယ်အော် modulus လေးထည့်ရမယ်ဒါဆိုရင်ဆရာတော်ကပုံသဏ္ဍာန်တစ်ခုရပြီဂိမ်းပြည့်တွေအများကြီးဖြစ်နေမယ်ဂိမ်းပြည့်နှစ်ခုဖြစ်နေမယ်တခုတည်းမဟုတ်တော့ဘူးဆိုရင်တော့ဘာနဲ့တွဲရမလဲ modulus of a minus b သုံးအောင် မော်ဒူလာဆိုဘီမိုင်းနဲ့ E နဲ့တွဲရမယ်လို့ပြောတာဒါဆိုရင်ပကတိတန်ဖိုးတွေရှာတဲ့အခါမှာမှန်ရမယ့်ပုံသဏ္ဍာန်နှစ်ခုရှိသွားပြီ။ဂိမ်းပြတစ်ခုလည်းဖြစ်နေရင်ပကတိတန်ဖိုးလိုချင်ရင် modulus of h equal to h နဲ့တွက်ပြီးတော့ပကတိတန်ဖိုးဂိမ်းပြလေးကနှစ်ခုဖြစ်နေဆိုရင်တော့ပကတိတန်ဖိုးလိုချင်ရင်တော့ modulus of a minus b သို့မဟုတ် modulus of b minus e နဲ့တွဲရမယ်ဆိုတဲ့ပုံသဏ္ဍာန်နှစ်ချက်ကိုမှတ်ထားရမယ်။ဒါဆိုရင်နားလည်မယ်လို့ဆရာယုံကြည်ပါတယ်။သိချာမှတ်ထားရမယ်နော်။ ဲဒါဆိုရင်ပရိဒါမို့လို့ခြင်းပုံသင်လေးလေးဒီ modular so is ဥပမာလေးနဲ့အစားထိုးကြည့်အောင်ဥပမာဆရာတို့225 modular so ရှာလိုက်ဘာပဲရမလဲ225ပဲရမယ်ပုံသင်လေးက modular so is equal to ပါပဲရတာလေ expand ရတာဖြစ်တယ်225ကိုပြချလိုက်တော့လည်းပါပဲရမလဲ225ပဲရမယ်ဒါဆို minus နဲ့ရောအနှုတ်ကလေးဆိုရင်ရော minus 225ဆိုရင်လည်း modular ရှာလိုက်ရင်ပါပဲရမလဲ225ပဲရမှာ ောက်ပြီเนาะဒါကြောင့်225ပဲရမယ်ဒါဒီပုံစံကြီးကိုလက်တွေ့အသုံးချလိုက်တာဖြစ်တယ်ဟုတ်ပြီเนาะဒါဆိုနောက်ထပ် margin 25ဆိုရင်လည်းပဲ25ပဲရမှာဒါ25ကို modulate ချလိုက်လဲ25ပဲရမှာပဲဒါဆိုရင် gain ပြည့်တစ်လုံးနဲ့ပေးထားတာဒါ gain ပြည့်တစ်ခုနဲ့ပေးထားရင်ပုံစံကြီးလေးနဲ့ဘယ်လိုရှာလဲဆိုတာနားလည်မယ်လို့ဆရာယုံကြည်ပါတယ်နောက်တစ်ခုကြည့်ရအောင်ဝိတာမို A minor B နဲ့ဝိတာမို B minor E modulus of a minor b နဲ့ modulus of b minor e ရှာမယ်ဆိုလို့ရှိရင်ဥပမာလေးနဲ့ဆရာတို့လက်တွေ့ဒါဆိုရင်ဆရာတို့ဟောဒီ shape gain လေး125 a ဖြစ်ပြီးတော့နောက် gain လေး100ဒီပါဖြစ်မလဲ b ဖြစ်တယ်ဒါရဲ nuclear ရ formula ရဲ nuclear ပေါ့ဟောပြီးတော့ဒါဆိုရင်လည်းပဲဆရာတို့ဒီ125တဲ့ကနေ100ဟောပြီးတော့125တဲ့ကနေ100ကိုနှုတ်တော့ဘယ်လောက်ပဲကျမလဲ25ပဲကျမယ်25ကို modulus ရှာလိုက်တော့ဘယ်လောက်ပဲရမလဲအပေါင်း gain ပဲဖြစ်တာဖြစ်တဲ့အတွက် 25ရမယ်။ဒါဒီဆရာတို့က gain ပြီးဘယ်နှခုဖြစ်နေလို့လဲ။နှစ်ခုဖြစ်နေလို့ modulus of e minor ပြီးနေရှာတာ။ဒါဆိုနောက်တစ်ခုဒီတန်းကားကြောင့်နောက်က b လေးဒီပဲရောက်သွားလဲ။ရှေ့မှာထားလိုက်တော့ modulus of b minor e နဲ့တွန်းလိုက်တာပေါ့။ဒါဆိုရှေ့ gain လေးဒီ b ဖြစ်ပြီးတော့နောက် gain လေးဒီဘာဖြစ်မလဲ။ a ဖြစ်တဲ့ b minor e ဒီတန်းကနေ e ကိုနှုတ်တယ်။ဆရာတို့တွေရှေ့မှာ gain gap ပြားလေးတွေလည်းသင်ခဲ့တယ်။0တန်းကနေနှုတ်တယ်လို့ပဲဆရာတို့တွေဒီ တရားရေကနေ125နှုတ်တဲ့အခါမှာဆရာတို့ဒီ G လက္ခဏာပဲရမှာတူပေါင်းမတူတော့ G ရဲ့လက္ခဏာတက်တော့125ကနှုတ်ကိန်းနဲ့ထွက်မှာဒါကြောင့် minus ပဲရမှာဒါဆိုရင်အဲ့ဒီ minus ဒီဆရာတို့ modulus ရှာတဲ့အခါမှာဘာပဲထွက်မှာလဲ modulus h ဒီ h ပဲရတာဖြစ်တဲ့အတွက် minus 25ဒီလည်းပဲဘာပဲရမှာလဲ25ပဲရမှာအဲ့တော့ဆရာတို့ဒီဒါက modulus of a minus b နဲ့ရှာတာလည်းပဲ25ရတယ် modulus of b minus e နဲ့ရှာတာလည်းပဲ25ပဲရတယ်အဲ့တော့ ပဂရိတံမိုးဒီအပေါင်းကြီးပဲဖြစ်တယ်ဆိုတာတော့သမီးတို့နားလည်ထားရမယ်။ဟုတ်ပြီနော်ဒါဆိုရင်နောက်ထပ်တစ်ခု 20A- B နဲ့တွဲလိုက်တယ်27 29ဆိုတော့ဆရာတို့ B- A နဲ့တွဲရင်လည်းပဲဒါပဲရမလဲ။အနုတ်ကလေးကကြီးနေတော့ဆရာတို့ဒီ29ရက်26ကိုနှုတ်တော့ minus 3 minus 3 modulus ရှာတော့3ပဲရမယ်။အဲ့တော့ပဂရိတံမိုးဒီဘာပဲရမလဲ။အပေါင်းကြီးပဲဖြစ်တယ်။ဒါဆိုရင်ဆရာတို့ပဂရိတံမိုး ဂိမ်းပြေတစ်လုံးနဲ့ဆိုရင်ပုံသင်နည်းလေးနဲ့ဘယ်လိုရှာရလဲဂိမ်းပြေနှစ်ခုဖြစ်နေတယ်ဆိုလို့ရှိရင်ပုံသင်နည်းဘယ်လိုရှာရလဲဆိုတာနားလည်မယ်လို့ဆရာယုံကြည်ပါတယ်ဒါဆိုရင်နောက်ထပ်သင်ခန်းစာလေးသွားလိုက်ရအောင်ပါကဲလေ့ကျင့်ခန်း1.3ဂိမ်းပြေတွေပေးထားတယ်သူကသူကြိုက်တာပေးပေါ့ကွာဂိမ်းပြီးอ่ะဟုတ်ပြီเนาะသူတို့ရဲ့ပကတိတန်ဖို့ရှာပါဆိုတော့အချက်လေးဆရာတို့ underline လုပ်ရမယ်ပေါ့เนาะအဲ့တော့သူရှာခိုင်းတဲ့မေးချက်လေးအဲ့တော့ပကတိတန်ဖို့ရှာခြင်းနေဆိုရင်ဆရာတို့ကစဉ်းစားရတော့မယ် ဂိမ်းပြေတွေကအများကြီးပေးထားတာလားတခုလေးပေးထားတာလားပေါ့။ तू ကဒုံးရဲ့ပကတိတန်ဖို့ဆိုတော့ဥပမာ -21 နဲ့တခြားဟာရှိသေးလား။မရှိဘူးတော့ဒီမှာကွန်မာလေးကြီးကုတ်ထားတယ်။ဒါဆိုဆရာတို့ကစဉ်းစားရမယ်။ပကတိတန်ဖို့ရှာမယ်ဆိုရင်ပုံသဏ္ဍာန်ကနှစ်ခုဂိမ်းပြေတစ်လုံးနဲ့ပေးထားရင်ရှာတဲ့ပုံသဏ္ဍာန်နဲ့ဂိမ်းပြေအများကြီးဆိုရင်ရှာမယ့်ပုံသဏ္ဍာန်နဲ့ဂိမ်းပြေနှစ်ခုဆိုရှာမယ့်ပုံသဏ္ဍာန်နဲ့ပေါ့။ဒါဆိုရင်ဆရာတို့တွေဒီဟောဒီမှာပေးထားတဲ့ဂိမ်းတွေဒီဂိမ်းပြေတစ်လုံးနဲ့လားဘယ်နှလုံးလဲ။ အဲ့တော့အများကြီးလို့တင်လိုက်နေเนาะအဲ့တော့ဒီမှာ -20 bike ကိုပဲရှာခိုင်းတာ CO ကိုပဲရှာခိုင်းတာ40မဲရှာခိုင်းတာဒါဆိုရင် server ဒီကိန်းပြည့်တစ်လုံးနဲ့ဒါဆိုရင်ဘယ်ပုံစံဒီနဲ့တွက်မလဲဟုတ်တယ် modulus of s equal to h နဲ့တွက်ရမယ်ဒါဆိုရင်မေကွန်းနဲ့အကောင်လုံး modulus နဲ့ထင်လိုက်အဖြစ်ရေးတော့မယ်ဘာတွေပဲထွက်မလဲအပေါင်းကိန်းတွေပဲထွက်မှာပေါ့ easy လွယ်လွယ်ဒီဟုတ်ပြီเนาะဒါဆိုရင် server တွေဒီစောက်ထဲမှာရည်ဖြည့်လိုက်လို့ရပါတယ် -21 ဒီ modulus ရှာလိုက်တော့ပါပဲရမလဲပကိတံမို့ရှာတော့21 ။ဟောပြီးတော့ဒါ notebook ကိုသွားရဲလို့ပြောထားတာ။ဒါဆိုရင်0ကလည်း0ပဲပေါ့။14ကလည်း14ဒါဆိုရင်ဘာဒီပဲရမလဲ။အပေါင်းဂိမ်းကြီးပဲရမယ်။3 -1 ကိုရှာလိုက်တော့လေ1 33ကလည်းပဲ33ပဲရမယ်။22ကလည်း22ပဲရမယ်။15ကလည်း15ပဲရမယ်။ဒဲလီ။ဟောပြီးတော့ဒါဆိုရင်ပဂရိတံမူရှာတတ်မယ်လို့ဆရာယုံကြည်ပါပြီ။ဂိမ်းပြေတစ်ခုလဲဆိုရင် modulator h equal to x ကိုရှာရတယ်ဆိုတဲ့အချက်လေးနားလည်သွားရပါ ော်ဒါဆိုရင်ဆရာတို့နောက်တဲ့နံပါတ်2လေးသွားရအောင်ပါအောက်ပါဂိမ်းမြေဝင်ရအကွာဝေးတီးတီးကိုဒီတခါလာပြီဂိမ်းမြင်၃ရေးရှာပါခုနကလို formula နဲ့ရှာခိုင်းတာမဟုတ်ဘူးဘာသုံးခိုင်းတာလဲဂိမ်းမြင်၃ခိုင်းတာဒါဆိုရင်ဂိမ်းမြင်ဆွဲကိုဆွဲရတော့မယ်ဒါဆိုဆရာတို့ကဂိမ်းမြင်လေးကကြီးက -3 နဲ့3လို့ပြောထားတယ်ဒါဆိုရင်ဆရာတို့ဂိမ်းမြင်လေးဆွဲလိုက်မယ် -3 နဲ့3လို့ပြောတဲ့အတွက်အပေါင်းအဝေးမှာ၃ခုထိဆွဲရမယ် နောက်ဘက်မှာ -3 dt ဆွဲရမယ်ဒါဆိုကိန်းမြင့်ဆွဲတဲ့အခါမှာတခုပို့ဆွဲရင်တော့40နေရာချလို့ရတယ်လို့ခန့်မှန်းရမယ်ဒါဆိုကိန်းမြင့်ရကြီးလည်းမဖြစ်တော့ဘူးသေးလေးလည်းမဖြစ်တော့ဘူးအနေတော်လေးဖြစ်သွားမယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့တွေဒီကိန်းမြင့်လေးဆွဲလိုက်ပါ4နဲ့ -40 ဆွဲလိုက်တယ်ပြီးတော့ဆရာတို့က -3 လို့ပြောတဲ့အတွက် -3 ဆိုတော့ပဲနေရာလေးမှာလည်းဒီနေရာလေးနောက်တစ်ခါ3လို့ပြောတဲ့အတွက်ဒီဘက်ကဒီနေရာလေး3ဒါဆို -3 နဲ့ ဘာမေးတာတော့သတိထားရမယ်အကွာဝေးကိုမေးတာအကွာဝေးနဲ့ပရိဒံမုန်းနဲ့မှားတတ်တယ်ဟုတ်ပြီနော်ဒါဆိုရင်အကွာဝေးလို့မေးတာဖြစ်တဲ့အတွင်းဆရာတို့ဘာလို့လိုက်ရုံပဲလဲသူတို့နှစ်ခုကြားမှာဘလောက်ကွာဝေးတယ်ဒီတိုင်းပဲရေတွန်းလိုက်ရုံပဲဒါဆိုရင်ဒီကနေ့စပြီးတော့ရေတွန်းလိုက်ရင်ဒေယူနဲ့နယူနဲ့တောင်းယူနဲ့လေယူနဲ့ငါယူနဲ့ချောင်းယူနဲ့ဟောဒီမှာဒါဒီသူတို့ဒီဘလောက်ယူနေရှိလဲချောင်းယူနဲ့ဒီနေရာလေးမှာကွာမေခွန်းပြောင်းပြီးတော့ကွာဝေးမဟုတ်ဘဲနဲ့ ပဂရီတံမှုရှာခိုင်းနေဆိုရင်တော့ပြင်းပြင်းမဲဆွဲပြီးပဂရီတံမှုရှာရင်တော့ဘယ်နဲ့ရေးတွေ့ရမလဲ body 0လေးကနေ -3 ဒီဘယ်လား unit ပဲရှိမလဲ3 unit 0ကနေ3အထိဒီ3 unit ပဲရှိမှာဖြစ်တယ်ဘုကအကွာဝေးမေးတာတွေဘယ်လောက်ရမလဲ6 unit ဒါဆိုရင်သူမေးတဲ့အတိုင်းဖြေလိုက်အောင်ပေါ့ -3 နဲ့3ချာအကွာဝေးသည်6 unit ဖြစ်ပါတယ်ဆိုတာဆိုရင်ကာကြီးလေးဟိုဂိမ်းမြင်လေးသုံးပြီးတော့ဘာလို့တက်ပြီလဲဖြေတတ်ပြီဖြစ်တယ်ဘာဖြစ်လဲဒါဆိုရင် ကြံတဲ့ခါခွေကားငယ်ကားကြီးဒါတို့မျိုးတွေလေးစင်ကန်လေးလုံပြီးတော့ဖြေလိုက်ပါဖြေတတ်မယ်လို့ဆရာယုံကြည်ပါတယ်အဲ့တော့ဂိမ်းကြီးလေးဆွဲပေါ့နော်ပြီးတော့ဆရာတို့လောက်ယူနေဆိုတာဖြေလို့ရပါပြီဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့နံပါတ်2ပြီးသွားရင်နောက်ထပ်ဒီတင်ကန်လေးသွားရအောင်ပါနံပါတ်3ဒီတင်ကန်ကျတော့ဆရာတို့ကသူကပြောထားတယ်အောက်ပါဂိမ်းပြေးနှစ်ခုစီတော့ရဲ့အကွာဝေးတီးတီးကိုပဂရိတံပိုးသုံးရေးရှာပါတယ်ဒီတင်ကန်ကျတော့ဆရာတို့ပြောထားပြီးပါတယ်လေ ဂိမ်းပြေးနှစ်ခုတဲ့မှတ်တိထားရပဲဂိမ်းပြေးနှစ်ခုနှစ်ခုလို့ပြောထားပြီအမှတစ်ချက်နောက်ထပ်ရှာခိုင်းတာဒီအကွာဝေးကိုရှာခိုင်းတဲ့ဘာသုံးခိုင်းတာလဲဗဂရီတံမိုးသုံးပြီးရှာခိုင်းတာဟုတ်ပြီဒါဆိုရင်ဆရာတို့ဒီဂိမ်းပြေးနှစ်ခုဆိုရင်ခုနက formula လေးသင်ခဲ့တယ်ဗာနဲ့ရှာမလဲ modulus of a minus b သုံးပေါင်း modulus of b minus e နဲ့ရှာရမယ်ဟုတ်ပြီဒါမှမမိဘူးပဲဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့တွေဒီရှာလို့ရပါပြီပုံသင်လေးလေးနဲ့ရှာလိုက်ရုံပဲ ဒါဆိုရင် minor final 5ဆိုရင်ဘယ်လိုရှာမလဲ modular ဆိုတော့ a minor b နဲ့ရှာမယ်ဆိုရင် shape က minor 5ဒီ a ဖြစ်ပြီးတော့ noun က5ဒီပါလဲ b ဖြစ်တယ်ဒါဆိုရင်ပုံစံဒီထဲမှာအစားထိုးမယ် a နေရာမှာ e တန်မှု minor 5ကိုအစားထိုးမယ် b နေရာမှာ b တန်မှု5ကိုအစားထိုးမယ်ဒါဆိုရင် minor 5 5ဒီလည်းက minor clear ပုံစံဒီထဲ formula တွေက minor ဖြစ်တယ်เนาะသူကအပေါင်းက5က5ပဲ ဒီနေရာလေးမှာကျောင်းသားတို့ပညာလွယ်တတ်တယ်အဲ့ဒါသတိထားရအောင်အဲ့တော့မှအနုံနဲ့အနုံနဲ့ဆိုတော့ဆရာတို့ဘာလို့လဲပေါင်းပေးလိုက်ရင်ဘယ်လောက်ရမလဲ -10 ရမယ် -10 ကိုမော်ဒူလာဆက်ရှာလိုက်တော့ဘာပဲရမလဲ10ပဲရမယ်အဲ့တော့ဗဂတိတန်ဖိုးရှာရင်အပေါင်းပဲရမှာနော်အလုပ်တွေရလို့မရဘူးဘာလို့လဲတော့ဗဂတိတန်ဖိုးဒီအပေါင်းပဲဖြစ်တယ်ဒါဆိုရင်ဒါနံပါတ်ကကြီးလေးဖြည့်တတ်မယ်လို့ဆရာတို့ဒီပါအဲ့တော့ b- a နဲ့ရောရှာလို့မရဘူးလားဆိုရင်ရပါတယ်အတူတူပါပဲဟုတ်ပြီနော်ဒါဆိုရင်နောက်တစ်ခါခွေး minus 10နဲ့ file နဲ့ဒါဆိုရင်ဆရာတို့ဒီ grid တံပိုးသုံးမယ် mod ပုံစံကြီးသုံးမယ် modulus of e minus b ဒါဆိုရင်ရှေ့ကိန်းလေးဒီ a ဖြစ်ပြီးတော့နောက်ကိန်းလေးဒီ b ဖြစ်တဲ့ဒါဆိုရင်ရှေ့ကိန်း a နေရာမှာ e တံပိုးဘလောက်ကိုစာသွင်းမလဲ minus 10ကိုစာသွင်းမယ် b နေရာမှာ5ကိုစာထုတ်မယ်ဒါဆိုရင်နှုန်းနဲ့နှုန်းနဲ့ဆိုတော့ပေါင်းလိုက်တော့ minus 15 modulus ရှာလိုက်တော့15ပဲရမယ်ဒါဆိုရင်ခါငယ်နဲ့ခါကြီးလေးနဲ့လည်းဒါတို့တမီးတို့စာတတ်မယ်လို့ဆရာယုံကြည်ပါတယ် လေ့ကျင့်ခန်းလေးဆက်ပြီးတော့တွက်ထားလိုက်ပါဘောင်းလေ့ကျင့်မှုပြပြတဲ့အခါမှာဆရာကဒီကောင်းငယ်လေးတွေ့တဲ့အခါမှာမပြောချင်တာလဲဆိုတော့ဆရာတို့တက္ကနာလေးမှတ်တယ်ဟောအဲ့တော့ဆရာတို့ဒီရှိက -15 ဒီဆရာတို့ကပါလဲအဲ modulus of a minus b နဲ့တွင်ရင်သူဒီ k ဖြစ်ပြီးတော့နောက်က -5 ဒီ b ဖြစ်တယ်ဒါဆိုတော့အလဲကောင်းက minus ဒါဆိုဆရာတို့ကပုံသင်နည်းလေးရေးပြီးသားရင်အစားထိုးမယ်ဒါဆို a နေရာမှာ a တန်မူလေးအစားထိုးတော့ -15 ဒါဆိုရင်ပုံသင်နည်းလမ်းက minus က minus ဒီနေရာမှာဆရာတော်ကဗီနံမိုးသည် minus 5ဖြစ်တယ်ဒါကြောင့် minus 5ကိုအစားထိုးရမှာဖြစ်တယ်အဲ့နေရာလေးမှာဆရာတော်ကမှတ်တတ်တာဒါဆိုဆရာတော်က minus 5ဒီမှာလဲ formula တွေက minus ကရှိနေတယ်ဒါဆိုဆရာတော်ကမလုပ်ပြီးရမယ်ဆိုတော့ green cut ပြီးတော့ရေးရမယ် minus 5ပြီးတော့ modulus ချိန်လိုက်အဲ့တော့မှဆရာတော်တွေဒီ modulus ဆိုရှေ့ကောင်ပြန်ကူးလိုက်တော့ minus 15 တော့မှအနှုံးနဲ့အနှုံးနဲ့မြောက်တယ်2ပေါင်းဆိုလက္ခဏာ2မြောက်အပေါင်းရတယ်အဲ့တော့အနှုံးနဲ့နှုံးနဲ့မြောက်တော့အပေါင်း black fine ရမယ်အဲ့တော့မှဆရာတို့ -15 နဲ့ black fine နဲ့ဆိုရင်ဆရာတို့နှုံးလိုက်ရင်15ရဲ့5ကိုနှုံးလိုက်တော့ဘလားလဲ -10 ရမယ်အဲ့တော့မှ -10 ကိုဆရာတို့က module ရှာလိုက်တော့ဘလားရမလဲ10ရပါမယ်အဲ့တော့ဆရာက legend move ပေးပြီးတော့မှမမစိတ်ပူသွားလို့ဒီဟာလေး ဲတက်ပြီးတော့ရှင်းပြလိုက်ပါပါ။ဒါဆိုရင်သားသမီးကခါကြီးလေးပဲဆက်တွေ့ရပါတော့မယ်။အဲ့တော့သင်ခန်းစာလေးမနစ်ဆုံးရမယ်ဆိုလို့ရှိရင်အဲပဂရီတန်ဖိုးဆိုတာဘာကိုခေါ်တာလဲ။အပြေကိန်းဖြစ်တယ်เนาะအဲ့တော့အပြေကိန်းဆိုတာဘာကြီးလဲမှတ်မိသေးလားအပြေကိန်းဆိုတာဘယ်အစားလဲတဘာဝကိန်းလေးတွေကိုပေါင်းထည့်လိုက်ပါလေတဘာဝကိန်းလေးတွေကိုဒုညာလေးပေါင်းထည့်လိုက်တော့မှအပြေကိန်းလေးဖြစ်သွားတာအပြေကိန်းအပြေကိန်းဆိုတာဒီကောင်းနေအဲ့တော့ ပဂတိတန်မိုးဆိုတာဘာရှာခိုင်းတာလဲအပြေခိုင်းရှာခိုင်းတာဖြစ်တဲ့0ကနေစပြီးတော့1 2 3အနန္တတွေရရှိမှာဖြစ်တယ်။ဟောပြီနော်ပဂတိတန်မိုးဆိုတာအဲ့ဒါပဲရမှာ minus တွေနဲ့ထုတ်လို့ရတာမရအောင်နော်။ဒါဆိုရင်ဆရာတို့နောက်ထပ်ပဂတိတန်မိုးဆိုတာပမာဏကိုပဲပြောတာ။ तू ဘလောက်ရှိတယ်ပမာဏ तू ဘလောက်သွားခဲ့တယ်ဘလောက် unit ရှိတယ်ဆိုတော့ပမာဏကိုပဲပြောတယ်ဖြစ်တယ်။နောက်တစ်ခုကပဂတိတန်မိုးတွေကဂိမ်းကြီးလေးတွေတစ်လုံးနဲ့ပြီးထားရယ်ဆိုရင်ဘာနဲ့တွဲရမလဲဆိုရင် modular သော h equal to h ပုံစံဒီနဲ့တွင်ရမယ်နောက်ထပ်ဂိမ်းပြလေးကနှစ်ခုလို့ပေးထားရင်တော့ modular သော a minus b သို့မဟုတ် modular သော b minus a နဲ့ဆိုင်ရမယ်ဒါကဂိမ်းပြလေးတစ်ခုပေးထားရင် modular သော h equal to h နဲ့တွဲပြီးတော့ဂိမ်းပြနှစ်ခုဆိုရင် modular သော a minus b သို့မဟုတ် modular သော b minus a နဲ့ဆိုင်ရမယ်ဆိုတော့ဒီမျိုးနားလည်ရမှာဖြစ်ပါတယ်ဒါဒီသင်ခန်းစာလေးကဒါဆိုရင်ပဂိတံဘိုးဆိုတာဘယ်လိုအားကြီးခေါ်လဲဆိုတာနားလည်မယ်လို့ဆရာယုံကြည်ပါတယ် ါဆိုရင်သင်ခန်းစာလေးပြီးသွားပြီဆိုရင်ဆရာပေးနေကြလက်ဆောင်လေးရှိပါတယ်။အဲ့ဒါကစကားလက်ဆောင်လေးရပါလဲဆိုတော့ဒီနေ့ကနံပါတ်3လောဘကြောင့်အသက်ဆုံးရှုံးရတတ်သည်။အဲ့တော့လောဘကြီးရင်တော့အသက်ဆုံးရှုံးရတတ်တယ်။ရွေးကုန်တဲ့ပုံမြင်နေပါရဲ့ကြားဘူးလား။ဟုတ်နော်အဲ့တော့ဆရာတို့တွေဒီအဲ့တော့စာအုပ်လေးတွေဖတ်စီခြင်းပါတယ်တာဝန်သမီးတို့စာဖတ်စီခြင်းလို့စာဖတ်စီခြင်းလို့ဆရာကဒီစကားလက်ဆောင်လေးတွေပေးရင်းနဲ့ ခေါင်းလေးဖတ်စေချင်လို့ပါဆရာတော်ရဲ့တွေဒီတာဝန်သူမျိုးတွေဒီဆရာမိဘတွေတစင်းမြအောင်စူးစမ်းနိုင်တဲ့ကျောင်းသားကျောင်းသူလေးများဖြစ်ကြပါစေအားလုံးဘိုင်ဘိုင်ပါ